Hello အားလုံးမင်္ဂလာပါဒီနေ့လိုပေးမယ့် video လေးကချက်တော့လူတွေကကိုယ့်ပုံမှာဘယ်လိုမြင်လဲဘယ်လိုမျိုးထင်ကြလဲဆိုတာလေးကိုဒီနေ့လိုပေးချင်ပါတယ်เนาะဒါကြောင့်မလို့ဒါက generally လေးဖြစ်တဲ့အတွက်ကြောင့်အားလုံးရဲ့ energy ကိတ် နိုင်တယ်ပေါ့နော်ဒါပေမဲ့အနည်းဆုံးတော့မကိုက်ဘူးအာအသက်နာကျွန်တော်အများဆုံးနဲ့ကိုက်အောင်တော့ reading လေးကိုဖတ်ပေးထားပါတယ်အာဒါကြောင့်မို့ပုံအောင်ဆုံးအနေနဲ့ဒီ reading လေးကိုမဖတ်ခင်ပါဘူးနော် reading လေးတွေကိုလုတ်ချင်တဲ့လူ reading လေးတွေကိုဖတ်ချင်တဲ့လူတွေအရဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်တွေကိုအေးချမ်းအောင်ထားမယ်ပြီးရခါကျလို့ရှိရင်ဒီ reading ကိုအာစိတ်အောင်လေးပြုပြီးတော့မှဒီမိကွန်းလေးပေါ့နော်တစ်ဖက်အာတခြားသူတွေဟာကိုယ့်ကိုယ်မှာဘယ်လိုမျိုးအမြင်တွေရှိနေလဲဘယ်လိုမျိုးထင်နေကြလဲဘယ်လိုလူလို့ကိုယ့်ကိုထင်ကြလဲဆိုတာလေးကိုစိတ်ကနေပြီးတော့မှအာရုံပြုပြီးတော့မှ reading လေးကိုဆက်ပြီးတော့ဖတ်ပေးပါနော် ပထမဆုံးအနေနဲ့ကကျတော့ the reading လေးကိုမဖတ်ခင်မှာတွေ့ချင်တာလေးကကျတော့ဒီ energy လေးတွေအားဆိုလို့ရှိရင်အများစုရဲ့ energy တွေကအောင်တို့ပေးထားတယ်ပြီးတဲ့ခါကျလို့ရှိရင် nova ရဲ့ဒီ intuition နဲ့ပေါင်းဆက်ပြီးတော့မှဒီကြိုးပြီးတော့မှ command ထားလို့ပေါ့လုပ်ပေးတာပေါ့နော်ဒါကြောင့်မလို့အားလုံးနဲ့ energy ကန်ကတ်ချင်မှာကန်လိုက်မယ်ဒါပေမဲ့အများစုနဲ့တော့ကန်အောင်လို့ nova စူးစမ်းပြီးတော့မှ reading လေးတွေဖတ်ပေးထားပါတယ်ပေါ့နော်ဒါကြောင့်မလို့အကြည့်ပေးတဲ့လူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် ဆိုတော့ဇွန်နေ့ကတော့အာကိုဆက်တဲ့မှာအေဂျင့်မှုတွေရောက်သွားပြီနေဂျင့်မှုတွေရောက်သွားပြီပြီးရခါကြလို့ရှိရင်ဒီမေကွန်လေးကိုလည်းပဲကိုကတကယ်တည်တင်ပါလေဆိုပြီးတော့မှအယုံပြပြသွားပြီဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုဆက်ပြီးဖတ်ကြည့်ကြည့်ရအောင်နော်အာအမဇုန်နေတဲ့ကကြတော့အလိုဒီဟာကိုပုံမှာဘလိုမျိုးမြင်နေကြလဲကိုကဘလိုလူလို့တို့ကထင်ကြတယ်ဆိုတော့ဗူလီတွေဖြစ်ကြည့်ရအောင်ဟုတ်ပြီအမဇုန်ကလေးကိုဆက်ကြည့်ကြည့်ရအောင်အမဇုန်ကကဘာဖြစ်မလဲပေါ့နော် โอเคသူတို့ရဲ့အမြင်လေးကဘယ်လိုရှိလဲဆိုလို့ရှိရင်ကိုယ့်ပုံမှာပေါ့နော်ပမာဆုံးနေတော့ကိုယ့်ပုံမှာသူတို့ရဲ့အမြင်လေးတွေကဆိုလို့ရှိရင်လည်းကိုကနည်းနည်းလေးလဲတယ်ပြီးခါကြလို့ရှိရင်လဲလဲတယ်တွတ်တယ်ပေါ့နော်ပြီးလို့ရှိရင်အဲကိုပြင်းနာမှာနေတဲ့ခါကြလို့ရှိရင်သူတို့တွေကဆိုလို့ရှိရင်ပျော်ရွှင်မှုကိုခံစားရတယ်ဘာလို့လဲဆိုတော့ကိုကနေပြမှာစကားပြောကောင်းတဲ့လူတွေကဖြစ်တယ်ပေါ့နော်စကားကြီးပိုင်းလည်းကောင်းကောင်းမပြောတတ်တယ်ပြီးလို့ရှိရင် communication ဘက်မှာအရန်ကိုအားတာရဲအားကောင်းတဲ့အတွက်ကြောင့်ကိုနဲ့စကားပြောတာအဆင်ပြေလို့ခံစားရတယ်။ဒါပေမဲ့သူတို့တွေကကိုယ်ယုံလားဆိုလို့ရှိရင်မယုံဘူးပေါ့နော်။ကိုယ့်ကိုလူကောင်းတယောက်လို့တတ်မှတ်လားဆိုလို့ရှိရင်လည်းမတတ်မှတ်ဘူး။အာဒါပေမဲ့ကိုနဲ့စကားပြောဖို့တော့အဆင်ပြေလို့သူတို့ခံစားရတယ်ပေါ့နော်။ဒါပေမဲ့ကိုယ့်ပေါ်မှာယုံကြည်မှုအပြည့်အဝရှိလားဆိုရင်တော့ မရှိဘူးလို့ပြောမှာဖြစ်ပါတယ်ပေါ့နော်ဆိုရတဲ့ကြာကိုဟာဆိုလို့ရှိရင်စကားပြောကောင်းရင်သူဖြစ်တဲ့တကြာသူတို့ကတော့ကိုနဲ့စကားပြောချင်နေမယ်ကိုနဲ့လာပြီးတော့မခင်မင်ချင်လိုက်မယ်ပေါင်းတင်ချင်လိုက်မယ်ပေါ့နော်ဒါပေမဲ့လည်းလို့ကို့ပေါ်မှာယုံကြည်မှုတွေအားထားမှုတွေရှိလာဆိုတော့မရှိဘူးလို့ပြောမှာဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့ခါကျတော့တကယ်လို့များကိုကနေပြီးတော့မှာပေါ့နော်သူတို့ရဲ့အပေါ်မှာယုံကြည်မှုတွေပါတယ်အဲမထမ်း တင်တော့တဲ့ ठी ကိုကိုကအဲ့လိုမျိုးစိတ်ချယုံနေနေလို့မဟုတ်ဘူးဆိုလို့ရှိရင်ပေါ့နော်ကိုဘက်ကနေပြီးတော့မှအဲ့လိုမျိုးယုံကြည်စင်စရာမကောင်းတဲ့လူတွေကမဟုတ်နေဘူးဆိုလို့ရှိရင်တို့တို့ကကို့ပေါ်မှာပေါ့နော်အာဘယ်လိုပြောမလဲညှက်ချလို့ရတဲ့သူတို့မဟုတ်လို့ရှိရင်နိုင်ချင်းလို့ရတဲ့လူဆိုပြီးကို့ကိုမြင်တယ်မျိုးနဲ့ဖြစ်တဲ့ကိုရဲ့ personality ဆိုလို့ရှိရင်အရင်အားနာတတ်တယ်အရင်ကမှအဲ့လိုမျိုးအာလက်ညှိုးရှင်ဖြစ်အောင်နေတတ်တဲ့သူမျိုးဆိုလို့ရှိရင်တစ်ဖက်ခြားတော့သူတွေကကို့ပေါ်မှာဘယ်လိုမျိုးမြင်မလဲဆိုလို့ရှိရင်ငါတို့နိုင်ချင်းလို့ရတဲ့သူတွေက ငါတို့လိန်လိန်လို့ရတဲ့လူတယောက်ဆိုပြီးတော့မှမြင်တတ်တယ်ပေါ့နော်တကယ်လို့များအဲ့လိုမျိုးကိုကဟုတ်မနေဘူးဆိုလို့ရှိရင်ကိုကိုကိုရဲ့အဲ သူတို့တတော်ကကိုယ့်ဘာမှာထားတဲ့အဲအမြင်အရဆိုလို့ရှိရင်ပြောင်းလဲသွားပြီဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဘယ်လိုပြောင်းလဲသွားမှာလဲဆိုလို့ရှိရင်အဲကိုကနေပြီးတော့မှယုံကြည်မှုနဲ့မထိုက်တဲ့နဲ့သူတို့ရဲ့ယုံကြည်မှုနဲ့မထိုက်တဲ့နဲ့သူတယောက်လို့ကိုယ့်ကိုမြင်မယ်ပေါ့နော်ဆိုတော့ဖြစ်ရရင်ဘယ်နှခုရှိလဲဆိုတော့တခုရှိရယ်ပထမတစ်ခုကကျတော့သူတို့တွေလိန်လို့ရတယ်ပတ်လို့ရတယ်အနိုင်ကျင့်လို့ရတယ်ဒီလိုမြင်တယ်ဖြစ်နိုင်တယ်လို့မျိုးနောက်တစ်ခုကကျတော့အာဒီကိုယ့်ကိုပေါ့နော်ယုံကြည်စရာမကောင်းတဲ့သူဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုး မပြောပြတာပေါ့နော်ကိစ္စရလေးတွေအကုန်လုံးမပြောပြတာထိန်ချန်ထားတာကိုကိုအာအကုန်လုံးတိကျမပေးရမျိုးလေးတို့လုံးတက်တယ်ပေါ့နော်ဒါကတော့တစ်ခုဖြစ်တယ်ပေါ့ဆိုတဲ့ခါကျတော့ဒီနှစ်ခုတည်းကတစ်ခုကဖြစ်နိုင်ချေရှိရလို့ပြောလို့ရရပေါ့ဒါကြောင့်မလို့အမြင်ကတော့နှစ်မျိုးဖြစ်နိုင်တယ်တစ်ခုတကယ်လို့တစ်ခုမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့နောက်တစ်ခုဖြစ်နေမှာပေါ့နော်ဟုတ်ပြီဒါကတော့အာကိုကိုအနိုင်ရှင်းလို့ရရဲ့လူတယောက်လို့တို့ကမြင်တာမျိုးလည်းဖြစ်နိုင်တယ်လို့မျိုးတို့မဟုတ်လို့ရှိရင်အာကိုကယုံကြည်စရာမကောင်းဘူးလို့တို့ကမြင်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဆိုတဲ့ကိစ္စဖြစ်ပါတယ် ဒါတော့ပမာဆိုကလေးရဲ့ reading နဲ့ပြီးသွားပြီဒုတိယကလည်းရေးကြည့်ရဒုတိယကနေနဲ့ခါကြတော့ဒီတစ်ဖက်လူတွေတခြားလူတွေရာဆိုလို့ရှင်ကိုယ့်ရဲ့ပုံမှာထားရှိတဲ့အမြင်တွေရာဆိုလို့ရှင်ကောင်းရလားမမကောင်းတဲ့ positive ဘက်ကိုမကောင်းတဲ့ negative ဘက်ကိုတွားလားဆိုတာလေးကိုကြည့်ကြည့်အောင်เนาะအာဟုတ်ပြီအအောင်လေးပြုစားပြီဆိုလို့ရှင်เนาะအမှားဆုံးဒုတိယညကက်ကလေးကိုဆက်ကြည့်ကြည့်အောင်ဒုတိယညကက်ကလေးကဘာလဲဆိုလို့ရှင် justice ဖြစ်တယ်ပေါ့เนาะ justice ဖြစ်တဲ့အတွက်ကြောင့်အာ ကိုကိုဘယ်လိုမြင်ကြလဲဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးစီကံတင်းကျက်တဲ့လူတရားနောက်ပြလို့ရှိရင်စီကံလက်တင်းကျက်တယ်ပြလို့ရှိရင်အဲဘယ်လိုပြောမလဲပေါင်းသိဆက်ဆက်တဲ့အခါမှာဆိုလို့ရှိရင်အဲ ဘယ်ဘက်မှမလိုက်ဘူးเนาะပတ်လိုက်ခြင်းမရှိဘူးပတ်လိုက်ခြင်းမရှိဘဲနဲ့အဲ့လိုမျိုးအလဲမှာပဲနေလို့ကြောက်လို့ကိုယ်ကိုမြင်ကြရတယ်ဘာလို့ဆွဲတဲ့ကြောင့်ထပ်ပါတော့အဖွဲနှစ်ဖွဲရှိတဲ့ခါကြလို့ရှိရင် situation တစ်ခုဖြစ်တဲ့ခါမှာအဖွဲနှစ်ဖွဲကွဲပါတယ်ဆိုရင်ကိုကဘယ်ဘက်မှမလိုက်ဘူးဘယ်အဖွဲနဲ့မှမပါဘူးကိုတို့လည်းမနေရတတိအနေနဲ့လိုမျိုးဖြစ်တတ်တယ်ဗောနော်တတော်ကအဲ့လိုမြင်တတ်ကြပါတယ်နောက်တစ်ခုကကြတော့ဘယ်လိုမြင်သေးလဲဆိုလို့ရှိရင်ကိုပါဆိုလို့ရှိရင်တွက်ချက်တက်တယ်အဲတခုခုဆိုနည်းနည်းတော့တက်ကက်ထာနေတက်တယ်အဲ့လိုမျိုး တွက်ချက်တက်တက်တွက်တွက်ကက်ကက်လေးလုံးတက်တယ်ဆိုတဲ့ဟာမျိုးမြင်တတ်တယ်ပေါ့နော်စီကက်စီကုတ်တာပတ်စံနဲ့ပတ်သက်လို့ရှိရင်လည်းလေးစီကန်ကြီးရာတို့ပြီးလို့ရှိရင်ဘောင်ဒရီနဲ့ပေါ့နော်ကိုဘောင်ဒရီနဲ့ပတ်သက်လို့ရှိရင်စီကန်ကြီးရာတို့အဲ့လိုမျိုးလေးတို့ကမြင်တတ်တယ်ဒါကြောင့်မလို့ကိုကဆိုလို့ရှိရင်နည်းနည်းလေးပေါင်းဝတင်းရတာနည်းနည်းလေးဘယ်လိုပြောမလဲအဲ ငနေလေးကဘယ်လိုပြောမလဲတင်းကျက်တဲ့ထဲမှာပါမယ်လို့သူတို့မြင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဘယ်လိုလဲဆိုလို့ရှိရင်ကိုနဲ့ပတ်သက်ပါလို့ရှိရင်သူတို့ဟာဆိုလို့ရှိရင်အာ manipulate လုပ်လို့မရဘူးအာအဲ့လိုမျိုးချက်လဲလို့မရတဲ့လူတယောက်လည်းမြင်တယ်ပေါ့နော်ဆွဲတက်ကြတသူတို့ဆန်ကတော့နားထောင်တာဆိုနားမထောင်ဘူးအာကိုလို့ရှိရလုပ်တဲ့လူတယောက်လည်းသူတို့ကမြင်နေတက်ကြရတယ်ပေါ့နော်ဒါကတော့ဒုတိယမြောက်အမြင်ဒုတိယမြောက်အမြင်လေးကကျတော့ဘယ်လိုမြင်လဲဆိုလို့ရှိရင်တချို့သောသူတွေကကိုယ်ကိုမြင်မှာပေါ့နော်အကုန်လုံးတော့မဟုတ်ဘူးချို့သောသူတွေကကိုယ်ကိုဘယ်လိုမြင်မလဲဆိုလို့ရှိရင် အာပတ်စံနဲ့ပတ်သက်ပြီးစီးရီးယားတိကျတဲ့လူမျိုးတို့မကစီကောက်တဲ့လူမျိုးအလွယ်ကြောက်လို့ရတယ်ပေါ့နော်ကစီကောက်တဲ့လူမျိုးတို့မဟုတ်လို့ရှိရင်လည်းဒီ feeling ပိုင်းပေါ့နော်ထားပါတော့အာတယောက်ကနေပြီးတော့မှလာမိပဲပေါ့နော်နင်ကပတ်စံနဲ့ချီပါလားဆိုမရှိပေးဘူးအဲ့လိုမျိုးပေါ့နော်အာရှိမှရှိပေးမယ်အဲ့လိုမျိုးဒီမျိုးဖြစ်မှာပေါ့နော်နောက်ခါကျလို့ရှိရင်အာခိုင်းတဲ့အရာလေးတွေပေါ့နော်အတကယ်ချင်းချင်းကူညီကြမယ်ငင်းကထားလေးလုပ်ပေးပါလားပြောလို့ရှိရင်ဒီ justice လို့မြင်တဲ့အတွက်ကြာလုပ်ပေးမှာမဟုတ်ဘူးကူညီပေးပေါ့အားကြောင့်မလို့အကူညီပါရင်မပေးတတ်ဘူးပတ်စံနေမချီးတတ်ဘူးဆိုတဲ့လူမျိုးမကူညီပေးတတ်ဘူးဆိုတဲ့အဲ့လိုမျိုး ပုံကျွန်တော်မြင်ရတယ်ပေါ့နော်ဒါပေမဲ့လည်းလို့အာအဲ့လိုမျိုးနောက်တစ်ခုအနေနဲ့ကကျတော့လူမှုရေးဘက်မှာဆိုလို့ရှိရင်လည်းဘက်ဘက်မှာမလိုက်ဘူးဘယ်သူနဲ့မှလည်းအဲ့လိုမျိုးပလိုက်တိုင်းမျိုးလည်းမရှိဘဲနဲ့တမာတိကျလည်းတတ်တမှတ်တယ်ပေါ့နော်နေကြတဲ့လူမျိုးတွေလည်းငင်တက်ကြရပေါ့ဒါကတော့ဒုတိယမြောက်အမြင်ဖြစ်ပါတယ်ဆိုတော့ပထမမြောက်ပထမအမြင်တည်းကကျတော့ဘယ်လိုမြင်လဲဆိုလို့ရှိရင်ကိုကိုမယုံကြည်တာမျိုးယုံကြည်ကြမကောင်းတဲ့လူတယောက်လိုမြင်တာလည်းဖြစ်နိုင်တယ်လို့မျိုးပဲအာ ူတို့အနိုင်ကျင့်စရာကောင်းတဲ့လူတယောက်လိုလည်းမြင်လို့တတ်ကြတယ်ဒုတိယမြောက်အမြင်ကကြတော့ဘာလဲဆိုရင်ကိုကိုတမမှတ်ကြတဲ့လူလိုမြင်နိုင်မျိုးလည်းဖြစ်နိုင်တယ်လူမျိုးပဲအဲပြီးတော့တွက်ချက်တာများတယ်အတတ်တက်ကက်နေတဲ့လူမျိုးလိုလည်းမြင်တတ်တယ်ပေါ့နော်ဒါကတော့အမြင်နဲ့ခုဖြစ်သွားပါပြီနောက်ဆုံးအမြင်နဲ့ဆိုလို့ရှိရင်ရောဒီ reading ဖတ်နေတဲ့ဒုလေးတွေကိုဒီအပြင်တခြားဒုတိယဆိုလို့ရှိရင်ဘယ်လိုမျိုးအမြင်နဲ့ကြည့်နေကြလဲဘယ်လိုမျိုးအမြင်နဲ့တွေးနေကြလဲဆိုတာကို reading ဖတ်ကြည့်စီမယ်နော်ဒါကြောင့်မလို့ဒုတိယမြောက်အမြင်ပြီးသွားတဲ့အခါမှာတတိယမြောက်အမြင်နဲ့ဘယ်လိုရှိလဲ တကြညအမြင်ရဆိုတော့ကိုကိုတဲ့အဲ့လိုမျိုးတက်တက်ကြွကြွနဲ့နေတဲ့လူတယောက်လိုမြင်တယ်။ကိစ္စရက်တွေမှာဆိုလို့ရှိရင်အာတက်တက်ကြွကြွနဲ့လှုပ်ဆောင်ခြင်းနဲ့သူအာအလုံးကိုင်တွေမှာဆိုလို့ရှိရင်လည်းဖင်ဖင်ပေါ့ရယ်ပေါ့နော်အာဖင်ပေါ့ရယ်ဆိုတော့လိုမျိုးမင်းဉဏ်စံလှုပ်တက်တယ်ပြလို့ရှိရင်အာမနှောက်မနှေးနဲ့ပေါ့နော်မနှောက်မနှေးပဲအလုပ်တွေဘာတွေပတ်သက်လို့ရှိရင်လည်းဒီနေ့အလုပ်ကိုဒီနေ့ပြီးအောင်လုပ်တယ်လုပ်လက်ပတ်သက်လာလို့ရှိရင်လည်းပဲမင်းဉဏ်စံလှုပ်တက်လူအလုပ်ကြိုးစားရတဲ့လူမျိုးမြင်တက်တယ်ပေါ့နော်ပြလို့ရှိရင်စတန်ထက်တာမှုတွေရှိတယ်ကိုယ့်အလုပ်နဲ့ပတ်သက်ပဲ passion တွေရှိတယ် ဖက်ရှင်တက်တဲ့ရှိတယ်ပြည့်တဲ့ခါကြလို့ရှိရင်ဆရာထက်တဲ့မှုတွေရှိစိုးစားတော့ gain တက်တယ်အဲ့လိုလိုမျိုးမြင်တက်တယ်ပေါ့ဒါတော့အလုတ်ပိုင်းနဲ့ပတ်သက်တဲ့ပုံပြီးတော့ပတ်သက်ပတ်သက်လိုက်မယ်ပေါ့နော်အလုတ် gain ပညာရေးဘက်မှာဆိုလို့ရှိရင်အလုတ်အလုတ် gain မှာဆိုလို့ရှိရင်အလုတ်ရန်စိုးစားတဲ့သူအလုတ်နဲ့ပတ်သက်ပေါ့လို့ရှိရင်ဆရာထက်တဲ့နဲ့သူတရားလို့မြင်တယ်ပေါ့နော်ဒါပြလို့ရှိရင်အဲဒီပညာရေးဘက်မှာဆိုလို့ရှိရင်လည်းပဲပညာရေးနဲ့ပတ်သက်သွားလို့ရှိရင်အရောက်မှာစူးစမ်းအားထုတ်နေတဲ့သူစူးစမ်းနေတဲ့သူတို့တို့ကမြင်တတ်ကြရပေါ့။ဒါကြောင့်မလို့ဒီအမြင်လေးရတော့မဆိုးဘူးကောင်းတယ်လို့ပြောလို့ရတယ်။ကိုကဆိုလို့ရှိရင်အအမြင်စူးစမ်းအားထုတ်နေတဲ့အမြဲတမ်းပဲအရှိကို သွားနေတယ် keeping move forward ဖြစ်နေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဘဝဟာလုံးတာကြမယ်တို့ကမြင်ကြရတယ်ပေါ့နော်အမြင်လေးရတော့မစိုးကောင်းပါနဲ့အဲဒါကြောင့်မလို့ဒီခုရမြင်နေတဲ့လူလေးတွေဟာဆိုလို့ရှိရင်ဒါတော့အတိုင်းဝိုင်းတစ်ခုချင်းစီရတော့မြင်တဲ့အမြင်ပေါ်တော့နည်းနည်းလေးကွဲမဲ့ပေါ့နော်ဆိုတော့ Nova ရဲ့ဒီ integration ရပြောရမယ်ဆိုလို့ရှိရင်ဒါကတော့ကိုယ့်ရဲ့ အတိမိတ်ဆွေတွေပေါ့နော်အတိမိတ်ဆွေတွေကိုယ်နဲ့ရင်းမရင်းနည်းရဲ့လူတွေလက်တိကောင်ဖြစ်မဲ့ပေါ့နော်အဲ့လိုလူတွေကနေပြီးတော့မှကိုယ့်ကိုမြင်တတ်တာမျိုးကိုယ့်ရဲ့တငယ်ချင်းတွေဘာတွေကမြင်တတ်တာမျိုးပေါ့နော်ဒါကကြတော့ကိုယ်နဲ့တိတ်မရင်းနည်းတဲ့လူတွေကမြင်မဲ့အမြင်လေးဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါတော့ new by intuition ကပြောတာပေါ့နော်တကယ်လို့လည်းကိုယ်နဲ့ကိုက်နေလဲကိုက်မဲ့မကိုက်နေမကိုက်ဘူးဒါပေမဲ့အဲ အဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါလေးတွေကတငယ်ချင်းတွေကနေပြီးတော့မှကိုကိုအနိုင်ကျင့်လို့ရတဲ့လူတွေရလို့မြင်တာမျိုးတို့မဟုတ်လို့ရှိရင်ကိုယုံကြည်လို့မရတဲ့လူတွေရလို့မြင်တာမျိုးလည်းဖြစ်တတ်ပါတယ်ကိုကိုမပြောဘဲထင်ချင်ထားတဲ့စကားတွေလည်းတို့တို့မှာရှိတတ်တယ်ပေါ့တို့တို့ချင်းချင်းတော့ပြောမယ်ဒါပေမဲ့ကိုကိုကျတော့မပြောဘူးမပြောဘဲနဲ့အဲ့လိုမျိုးဖယ်ဖယ်ခဲ့လိုက်တယ်ပေါ့နော်အဲ့လိုမျိုးလည်းဖြစ်တတ်ပါတယ်နော်အာဒီ just ရရဲ့အတွက်ကြောင့်ကိုကဆိုလို့ရှိရင်တမသမက်ကြရဲ့ပြောလို့ရှိရင်အဲတမသမက်ကြကြပဲနေတတ်တဲ့လူတွေကပြောလို့ရှိရင်အာတော်တော်ကြိုက်နေပေါ့နော်အဲ့လိုမျိုးပါ ငွေကြေးပိုင်းတွေမှာရောအကူညီရက်ပိုင်းတွေမှာလူမှုရေးပိုင်းတွေမှာရောပေါ့နော်အဲ့လိုမျိုးအရင်ကြီးအလလာလေးပဲမဖြစ်ဘူးလို့တို့တို့ဘာကနေပြောမှာစဉ်းစားရတာမျိုးခံစားရမျိုးလည်းဖြစ်တတ်ပါတယ်เนาะနောက်ဆုံးတစ်ခုကကြာဒီအလောက်ကိုင်းတွေပိုင်းမှာဆိုလို့ရှိရင်တော့အလောက်ကိုင်းပိုင်းအလောက်ပိုင်းနဲ့ဒီပညာရေးပိုင်းတွေမှာဆိုလို့ရှိရင်တော့ကိုကိုကျိုးစားအောက်ထုတ်မှုတွေအများကြီးလူတယောက်လို့မြင်တယ်အာအများနဲ့အများနဲ့ပဲအရှိကိုတိုးတက်ပြီးတော့ဆက်လက်ပြီးတော့မှအာလို့ပြောမလဲ improve ဖြစ်လာတယ်လို့သူတို့ဘက်ကနေပြောမြင်နေတယ်ပေါ့နော်။ကိုကလည်းတကယ်ကြိုးစားအားထုတ်တဲ့သူတွေဟာပြီးတဲ့ခါကျအတက်တရရှိတဲ့သူတွေဟာအမြင်နဲ့ active ဖြစ်တဲ့တကြမှုရှိတဲ့လူတွေလို့သူတို့ဘက်ကနေပြောမြင်နေတယ်။အားကြောင့်မလို့ကိုယ့်ရဲ့ဒီအရင်ချင်းပိုင်းနဲ့တိုးတက်မှုပိုင်းမှာသူတို့တွေရဲ့အမြင်လေးအရင်ကောင်းလို့ပြောလို့ရပါတယ်ပေါ့နော်။ကဲ Nova ရဲ့ region တွေကတော့ပြီးသားပါပြီ။ ် reading လေးတွေကိုအာစစ်စစ်နဲ့ကြားမယ်လို့လည်းမျှော်လင့်ပါတယ်เนาะ reading လေးတွေကိုအခု video ထိပုံเนาะဆက်ပြီးတော့ကြည့်လိုက်ပေးခဲ့ကြရဲ viewer လေးတွေချင်းချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ဆက်လက်ပြီးတော့မှလည်း lambda video လေးတွေကိုကြည့်ချင်တယ်အာဆက်ပြီးတော့ဖတ်ချင်တယ်ဆိုလို့ရှိရင်ဒီ video လေးတွေကိုအာဆက်သွယ်မပြတ်သွားအောင်ပေါ့เนาะ like and subscribe လုပ်ထားပေးဖို့အတွက်လည်းအဆောချင်ပါတယ်เนาะကြည့်ပေးခဲ့ကြရဲအတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်နောက် video တွေမှာတွေ့ကြမယ်เนาะ bye bye